ရားတရားနဲ့တန်ခါနဲ့မိဘကိုစော်ကားတဲ့အခါဖြစ်နိုင်မရိုက်ပါဘူး။အဲ့ဒါကိုအလူခံရတယ်ကျွန်တော်အဲ့ဒါကိုဘုံဘုံအဲ့ဒါနဲ့စားကျွန်တော်လည်းမရိုက်ခဲ့ဘူးနော်။မြေမျိုးတွေကမိဘစော်ကားလို့မြေမျိုးတွေကကိုရိုက်ခိုင်းတယ်။ကျွန်တော်လည်းစားချုပ်ချုပ်တာဆဲကဒါပေမဲ့ကျွန်တော်ကအဲ့ဒါကိုကျွန်တော်မရိုက်နိုင်ဘူးလို့ကျွန်တော်ဘုံဘုံတပောက်လူကားတဲ့အတွက်ကြောင့်ကျွန်တော်ဘယ်တော့မှမရိုက်ပါဘူးလို့ပြောလဲပြောအဲ့ကုန်းနေကျွန်တော်လည်းမိတ်ဆက်ကိုစိတ်ဆူ။ဟောကျွန်တော်နေရာမှာတခြားတယောက်ပေါ့နော်။ဒါထားတော့ကျွန်တော်မပြောချင်ပါဘူး။သူ့ထဲလိုက်တော့အဲ့ကသာအပေါက်တယ်။ဒါပေမဲ့ဒါသူ့ ကံပေါ့နော်အဲ့တော့တေယုတ်ဆောင်ဘောကနေရိုက်တာကူးတဲ့လူတွေကကျွန်တော်တေယုတ်ဆောင်တွေရဲ့ခန်းစားချက်ကိုပုံပြီးနားလဲတော့ဘောကိုတည်းကတေယုတ်ဆောင်ကိုဘောကဖြတ်တန်းလာတာပြီးတော့မှတေယုတ်ဆောင်ဘာများပြီးတော့မှရိုက်တာဖတ်တန်းရောက်သွားတဲ့ခါကျတော့ဒီတေယုတ်ဆောင်ကသူဘလို့ခိုင်းရင်ဘလို့ item မျိုးရမလဲဆိုတော့သူပုံပြီးသိနိုင်တယ်အဲ့တော့တေယုတ်ဆောင်ဘောကရိုက်တာရောက်တဲ့လူကိုပုံပြီးတော့ဟိုကျွန်မရိုက်ဖြစ်တာများလာတဲ့ခါကျတော့သူတို့မှဘာတွေ့လဲဆိုတော့အဲ့လိုမျိုးလေးပေါ့ဟိုအိုက်တာဒီအိုက်တာကို ဘယ်ဆက်ကောင်မှထဲကိုအဆင်ပြေမလဲဆိုတော့ကျွန်တော်ဒီတရုတ်ဆောင်ရတဲ့ driver ပို့လို့လဲလို့ပို့ပြီးတော့နည်းနည်းလေးပို့ပြီးတော့တဘာဝကြောင်းမယ်လို့ကျွန်တော်မြင်မိပါတယ်။အဲဒီဇာနန်တို့မှာတော့ကျွန်တော်တော့ KDP ပိုင်ရှင်ပေါ့အဲအဲ့လိုမျိုးတွေပေါ့နည်းနည်းဟိုဘယ်လိုပြောမလဲ KDP ပိုင်ရှင်ဖြစ်မယ်တော့ပြီးတော့ဒီကောင်မလေးတယောက်ရှိတယ်။နည်းနည်းလေးဟိုလူငယ်ဆန်မယ်ပြီးတော့ တီပေါ့နည်းနည်းစိုးတဲ့ဘက်တယ်ရေနည်းနည်းပါမနဲ့တူအဲစီးပွားရေးလေးပါလို့တော့ပေါ့သူစီးပွားရေးနဲ့ပတ်သက်လာရင်ကျန်လာတဲ့ thank you site တော့ပဲလို့လို့လို့နေရာလေးရတယ်ပါမနဲ့တူပေါ့ဟုတ်ကဲ့အော်တော့ဒီဇန်နန်းသွဲလေးပဲရှိတယ်ပြီးခဲ့တဲ့ရှိမှတော့ကျွန်တော်ဒီဟောနဲ့ရိုက်လာတယ်ကောတစင်ဆွဲဇန်နန်းသွဲလေးရှိတယ်ပြောတော့ဒီဘိုးဘိုးနဲ့မဟာနဲ့ပေါ့မဟာနဲ့ထားအဲ့ရလေးအဲ့ရလေးပြီးသွားတော့ဘူးတရားလေးရိုက်ဖြစ်တော့ဟုတ်ကဲ့ပါအင်း နေတော့ဒီမှာတော့ဒါကျွန်တော်တော့နည်းနည်းလေးကျွန်တော်ကြောက်နည်းနည်းကြေစနာတက်တာလေးလည်းရှိတယ်အဲလိုလေးပေါ့ရှိမှာပါရှေ့ရှေ့ဇလန်းတော့ကျွန်တော်ပြပြီးတော့ဇလန်းတော့သစ္စာမေကြောင့်ထင်ရှားပါဖြစ်မှာတော့ဒါကျွန်တော်တိတ်ပြီးတော့လောင်းတော့ဘာဒါကျွန်တော်ညီမလေးကအချူးလေးပေါ့အဲအဲလိုနေရာလေးရတယ်ပါကျွန်တော်ချူးလေးအခုနေရာပေါ့ဒီမှာတော့ဒါကျွန်တော်ဘယ်လိုပြောမလဲဒီ PDB ပိုင်းရှင်ဖြစ်မယ်နောက်ပြီးတော့ဟောတစိုးတိုးရှိရနည်းနည်း စီးပွားရေးနဲ့ပတ်သက်လို့ဘလူးကိုမှငယ်ပေါ့သူလုံးဆိုင်ဆိုင်သူလုံးတယ်အဲ့လိုမျိုးလေးပေါ့မိုင်းနေရတယ်ပေါ့အဲ့လိုမျိုးလေးတွေမှာတော့ကျွန်တော်မပါတော့ကျွန်တော်ကဒီဘက်ချက်ပါပဲပါမလို့သူအဲ့ရတော့သူဒီ romance နဲ့ပတ်သက်လို့ဒါနှစ်ယောက်ရဲ့သူတို့နှစ်ယောက်ချစ်သူနှစ်ယောက်ရဲ့အကြောင်းလေးသူတို့ဒါနှစ်ရှည်ွားတယ်နှစ်ကာလချာွားတယ်ဒါမျိုးလေးအခြေအကြောင်းတွေတော့ထည့်ရ Romance ပဲအဲ့ဒီမှာတော့ကျွန်တော်ပါတော့ကျွန်တော်တော့တသက်ဒီဘက်ခင်မှာတော့ပါတော့မယ် အဓိကတော့ဒါကိုရီးယားမြန်မာလို့ရှင်တော့ကောက်စိုးမိုးလာတဲ့ပုံပါပဲကိုရီးယားကကျွန်တော်တို့ရင်တော့ကိုရီးယားဇာလန်တွေကြီးကြတဲ့လူတော်များကျွန်တော်တော့ကိုရီးယားဇာလန်တွေတိတ်တော့မကြည့်ဘူးနောက်ပိုင်းမှကြည့်ပြတာပေါ့နော်။ဘာလို့လဲဆိုတော့ဒါကိုရီးလည်းမြင်စရာအနေနဲ့ကြည့်တဲ့နေရာတော့မပါတော့ဘူး။ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဒီဘယ်လိုပြောမလဲ။တင်းတန်းကြောင့်အကြီးရဲ့လို့တရားရုံးမရှိခဲ့ဘူးလေ။ကျွန်တော်တို့မှဒီလိုပဲကျွန်တော်တို့ခေတ်တုန်းကဆိုတော့တိရစ္ဆာန်တွေလည်းဆိုတော့မရှိဘူး။ ဒီလိုပဲနှိမ့်ဆက်ရတယ်ဆိုမှသင်ရတယ်လေ့လာရတယ်ဒီကိုကားရိုက်ခွင့်ကြုံရင်ကိုယ့်ရဲ့စီနေရတဲ့စီကနေပြီးတော့ပြန်ပြီးသင်ရတာပေါ့လူတော်ပိုင်းတော့ရှိလာပါပြီသင်တန်းတွေရှိလာတယ်ဆိုတော့အပေါ်မူတည်ပြီးတော့ပုံလည်းကောင်းပါတော့ဒီကိုရီးယားဇာတ်လမ်းဆိုတော့ကျွန်တော်တို့လေ့လာရတယ်မှာလေ့လာသင်တယ်တမအများကြီးပါတော့ပေါ့သူတို့ပြင်ဆင်မှုတွေရန်ကောင်းတယ်ဒါသူတို့ပံ့ပိုးမှုတွေပြင်ဆင်မှုတွေရန်ကောင်းတယ်အစီအစဉ်တွေမှာဆိုတော့ဒါမှမဟုတ်တရုတ်ဆောင်တော့ကျွန်တော်ကြည့်ကြည့်ပြတာတော့ ကိုရီးယားတရုတ်ဆောင်တော်တော်များတော့ဒီသူဂိုင်လိုင်းတခုတော့မသွားနိုင်လို့ကျွန်တော်မြင်တယ်ပေါ့ဒီတရုတ်ဆောင်ဆိုလည်းသူကသူဇက်ကောင်ရတာမိုင်းမိုင်းလာကျွန်တော်တို့မြန်မာမှာじゃကျွန်တော်ဘာတခုခုံယူလဲဆိုတော့မြန်မာမှာတရုတ်ဆောင်ကဥကြော်ဟဲ့ဥကြော်ဟဲ့ item ရှိတယ်ပေါ့ဥကြော်ဟဲ့ကကိုကြော် item ရှိတယ်ကိုသားရဲ့ကိုသားရဲ့ item ရှိတယ်အဲသူတို့ရဲ့သူတို့လာသူတို့ကသူတို့ရှိတယ်ဗျအဲ့ကိုရီးယားမှာじゃတော့မတွေ့ရဘူးသူကငိုလည်းဒီလိုဘယ်လိုပြောမလဲဖောင်နှမ်းမှာပေါ့ ပုံစံကွက်ထဲမှာသွားမယ်သူတို့ဒါမှမဟုတ်သူတို့ရင်ဆင်မှုနဲ့တင်ဆက်မှုအရင်ကောင်းတဲ့ခါကျတော့ကြည့်ရတဲ့လူအရင်ဆွဲဆောင်သွားတော့ဒီကောင်းပါတယ်ဒီကတော့ဒါကျွန်တော်တို့က driver ဆိုတာတော့ဒါ driver တီးတန့်လုပ်တဲ့လူလည်းရှိသလိုတရုတ်ဆောင်တဲ့ driver ဖြစ်လာတဲ့လူလည်းရှိရပါတော့ကျွန်တော်တို့က driver တရုတ်ဆောင်ဆို driver မျိုးစုံနဲ့တွေ့ခဲ့ပြီပြအဲ့တော့ driver တယောက်စီမှာသူတို့ကျွမ်းတယ်သူတို့ပိုင်နိုင်တယ်သူတို့အရန်ကြက်သဘောကျတယ်သူတို့လုပ်ချင်တဲ့အရာလေးတစ်ခုစီရှိကြတယ်နော် အုံယုံအုံယုံရတော့အဲ့လိုအလိုအကုန်လုံးနာမည်ဒါရိုက်တာဘယ်လိုမှမဆိုဘူးဒါရိုက်တာတယောက်စီမှာကောင်းတာတစ်ခုစီရတော့ရှိကြတာလေကျွန်တော်တို့ဒါရိုက်တာမျိုးစုံနဲ့တွေ့လာတဲ့ခါကျတော့တယောက်နဲ့တယောက်မတူဘူးချိုးကကြတော့ဒီ dialogue ကိုအားသင့်နဲ့ try လာရှိတယ်ချိုးကကြတော့ဒီ silent နေပဲလှုပ်ပြီးတော့ဘယ်လိုပြောမလဲဒီပြတဲ့အယုတ်ပေါ်အားသာတဲ့ try လာရှိတယ်အဲချိုးကကြတော့ဒီတယောက်ဆောင်လုံးဝ detail ဒီတယောက်ဆောင်ဒီမျက်နှာလေးပေါ် identity လေးဆိုပြောင်းသွားတာဆိုလှုပ်ခိုင်းတဲ့ try တိုင်းလည်းရှိတယ် အော်တရုတ်ဆောင်ဘောင်းကနေပဲရိုက်တာကူးတဲ့လူတွေကတော့တရုတ်ဆောင်တွေရဲ့ခန်းစားချက်ကိုပုံပြီးနားလဲတော့ဘော။ဟောကိုရီးယားတရုတ်ဆောင်ကဘောင်းကဖြတ်တန်းလာတော့ပြီးတော့မှတရုတ်ဆောင်ကများပြီးတော့မှရိုက်တာဖက်လန်ရောက်လာတဲ့ခါကျတော့ဒီတရုတ်ဆောင်ကသူဘလို့ခိုင်းရင်ဘလို့ item မျိုးရမှာလဲဆိုတော့သူတို့ပုံပြီးသိနိုင်တော့အဲ့တော့တရုတ်ဆောင်ဘောင်းကရိုက်တာရောက်တဲ့လူတွေပုံပြီးတော့ဟိုကျွန်တော်ရိုက်ဖြစ်တာများလာတဲ့ခါကျတော့သူတို့မှဘာတော့တွေ့လဲဆိုတော့အဲ့လိုမျိုးလေးပေါ့ဟို item ဒီ item ကို ဘယ်ဆက်ကောင်မှထဲကိုအဆင်ပြေမလဲဆိုတော့ကျွန်တော်တို့ဒီဒီယိုဆောင်းနဲ့ဒရိုက်တာပို့လို့လဲလို့ပို့ပြီးတော့နည်းနည်းလေးပို့ပြီးတော့တဘာဝကြောက်မယ်လို့ကျွန်တော်မြင်မိပါတယ်ဒီကတော့ကျွန်တော်တို့ဒီဇလန်ဘွဲကြည့်ဖြစ်တဲ့ခါပေါ့ပရိုဇာတွေကပြိတဲ့အကြိုက်ကိုတိုက်ရိုက်တာများလာတော့ဒါပေါ့တဲ့ကားတိုင်းကအဲ့လိုပေါ့အင်းတော်လေးနဲ့ပတ်သက်တယ်သုံးပွင့်ဆိုင်လေးပွင့်ဆိုင်အဲ့လိုမျိုးတွေဖြစ်ပြီးတော့လောင်းတဲ့ကားတွေများအဲ့လိုမျိုးပဲပေါ့ကြအဲ့လိုမျိုးပဲ စိတ်ဝင်စားတော့ဒီကနှစ်ယောက်ထားမယ်မငယ်ငယ်ထားမယ်အဲ့လိုမျိုးအဲ့လိုတောင်းကြမယ်အဲ့လိုသူတို့ဘာဖြစ်မလဲဆိုတော့စိတ်ဝင်စားတယ်အဓိကကကျွန်တော်တို့ဒီ line ပေါ်မှာဖြစ်နေတယ်မြန်မာပြည်သက်ရဲ့အဲဘယ်လိုပြောမလဲဆက်စုဂျန်နာလားစူဇန်ဂျန်နာလားသူများအကြောင်းစိတ်ဝင်စားလားအဲ့လိုမျိုးစိတ်ကအားကြီးတဲ့ခါကျတော့ line ပေါ်မှာဆိုတော့ရန်ဖြစ်ပြီးလို့ကူဝါဖြစ်ပြီကိုမြန်မာပြည်သက်ကစိတ်ဝင်စားတယ်အဲ့အဲ့စိတ်ဝင်စားမှုဒီကပရိုဆာတွေကအရာအရွယ်ပေါ့နော် အဲအလူကမ်းတွေသူလိုင်းမပေါ်တဲ့ဟာမျိုးတွေတော့မှဆူဇာလန်မှာပြန်ထည့်ရိုက်တာလေးတွေ့တွေ့ရတယ်ပေါ့နော်။ဒါကတော့ဒါဒီဘက်ဆိုရှယ်မီဒီယာခက်မှာပရိသတ်အားယူတဲ့ပုံမျိုးပါပဲ။အဲကျွန်တော်အနေနဲ့တော့ဟိုရုပ်ရှင် entertainment ဆိုတာမျိုးစုံရှိတဲ့နေပေါ့နော်။အားနေဒီလောင်နေကားတွေပဲပေါ့လို့လောင်နေကားတွေပဲရိုက်နေမှာဆိုတော့ကျွန်တော်တော့လက်ငင်းငွေတာပေါ့။နောက်ခန်းစားမှုပုံစံတက်တယ်လို့ပြောချင်ပါပဲ။ကျွန်တော်အမြင်ပြောမှာဆိုတော့ဘလို့မဆိုပေါ့။ ဘယ်လိုပြောမလဲဆက်စပန်လူတကောင်းမျိုးလည်းရိုက်တယ်နဲ့တရေကောင်းမျိုးလည်းရိုက်တယ်အက်ရှင်ကောင်းမျိုးလည်းရိုက်တယ်ပါဒါတော့ဒါကျွန်တော်တို့ကြားဘူးတော့ဗောနော်ဒါကျွန်တော်တရုပ်ဆောင်စလုပ်ပြီးရတဲ့အခါမှာကျွန်တော်ဒီဘုံရင်ကျောင်းတို့ဘာလို့မှကျွန်တော်တော့ရရညာအိမ်ညာနေတော့ရရတော့ကျွန်တော်ခေတုန်းကဆိုရင်ကျွန်တော်ကျွန်တော်ဒီမော်ဘီတို့ဘာလို့မှဘုံကျောင်းမှာတော့အိမ်တော့ရကျွန်တော်အဲ့အဲ့ရတဲ့ကဘုံကြီးရဲ့ဘုံကြီးအဆောင်မှာဗောဘုံကြီးအဆောင်မှာပဲ ညာအိပ်ပြီးရှားရတဲ့ခါကျဘုံကြီးနဲ့အဲစကားတွေပါပြောပြတော့ပြောပြတဲ့ခါမှာဘာသိရလဲဆိုတရုတ်ဆောင်တွေအားတဲ့အရင်ခေတ်တရအောင်နော်ဖရာဟုံးမှာလည်းရှိခဲ့ဘူးလေဒီဇက်ကတဲ့လူတွေကဘာလို့တရုတ်ဆောင်တွေကတေးနောက်ဘွားရောက်သွားရင်ငရဲကိုသွားတယ်ဖရာဟောခဲ့ပြီကြာအကြောင်းစဉ်းစားဟောဘာဖြစ်လို့လဲပေါ့အဲဘာဖြစ်လို့လဲဆိုတော့ကိုယ့်အကြောင်းသူတွေကဒေါရဖြစ်ရတယ်စိတ်ဆိုးရတယ်သူ့ယူမာတယ်နောက်ပြီးတော့ ဟိုတရားလုပ်ဖို့အတွက်မေးလျော့စေတယ်ပေါ့နော်ဒီဂီတတွေနုပညာတွေမှာမျောပြီးအဲ့တော့သူတို့ဒီအနေနဲ့အများတော့ဘယ်လိုမဆိုဟိုမကောင်းဘူးဗျာမဲဟိုသွားတာတကားတွေရှိတယ်အဲ့တော့ဒါကြီးတဲ့ဒါဘာပြောဟိုရိုက်တဲ့ဟာတွေဘုံဘူးတူအတူကြီးမမာတဲ့ဟာမျိုးတွေဒီချာလေးရွေးပါအဲ့တော့အဲ့တော့အဲ့ဘုံဘူးကကျွန်တော်ဘာအလှခံလဲဆိုတော့ဒါကြီးတဲ့ဒါကြီးဘုံဘူးမှာကြိုက်လာရိုက်တဲ့ဟို မိဘကိုစော်ကားတဲ့အခန်းနဲ့ဘုရားတန်ခါကိုစော်ကားတဲ့အခန်းကလွဲပြီးကျန်တာရိုက်ပါတယ်။ကျဲတလို့မိုင်ရိုင်းလို့ရတယ်ဗျ။ကျဲတလို့စူးလို့ရတယ်ဗျ။ကျိုက်တဲ့လူတွေမရင်းချင်းပါကျိုက်တာရိုက်တယ်။ဒါပေမဲ့ဘုရားတရားနဲ့တန်ခါနဲ့မိဘကိုစော်ကားတဲ့အခန်းဖြစ်နိုင်မရိုက်ပါဘူး။အဲ့ဒါကိုအလှခံတာကျွန်တော်အဲ့ဒါကိုဘုန်းကြီးအဲ့ဒါနဲ့စာကျွန်တော်မရိုက်ခဲ့ဘူးနော်။အဲ့ဒါမမရပါကျွန်တော်နဲ့စာရုပ်ချုပ်တဲ့ကုမ္ပဏီတစ်ခုကအဲ့မြေမျိုးတွေကမိဘစော်ကားလို့မြေမျိုးတွေကကိုရိုက်ခိုင်းတယ်။ ျွန်တော်ကစာချုပ်ချုပ်တာဆယ်ကဒါပေမဲ့ကျွန်တော်ကအဲ့အောင်ကျွန်တော်မရိုက်နိုင်ဘူးလို့ကျွန်တော်ဘုံဘုံတပေါက်လှူရတဲ့အတွက်ကြောင့်ကျွန်တော်ဘယ်တော့မရိုက်ပါဘူးလို့ပြောလဲပြောအဲ့ကုမ္ပဏီကျွန်တော်နမိတ်ဖြစ်အောင်စိတ်ဆူအောင်ဟောကျွန်တော်နေရာမှာစားတရားပေါ့နော်ဒါထားတော့ကျွန်တော်မပြောချင်ပါဘူးနော်သူ့ကိုထဲလိုက်တော့အဲ့ကသာအပေါက်တယ်ဒါပေမဲ့ဒါသူ့ကံပေါ့နော်ကျွန်တော်ကတော့ဘလို့ဖြစ်လဲဆိုတော့ဟိုမိဘဟိုတကယ်မိဘကမဟုတ်တာမင်းဘာလို့မရိုက်တာလဲကျွန်တော်ဝိုင်းပြောတော့တရားဆောင်ဆိုတာစိတ်ထဲမှာနှစ်ပြီးလှုပ်ရတာကိုအမေဆိုစိတ်နဲ့လှုပ်ရတာ တော့မကောင်းဘူးဗျာအဲ့တော့ခုနပြောတော့ဒါညီလေးမေးသလိုပဲအတူယူမားနိုင်တာတဲ့လူကြည့်ပြီးတော့ချို့ကကြောင့်ဉာဏ်ဘယ်လိုပြောမလဲအသိပညာရှိတဲ့လူတွေတော့ဒါရုပ်ရှင်ရုပ်ရှင်လိုပဲကြည့်တာပေါ့ချို့လူငယ်တွေကြတော့ကြည့်ပြီးတော့အားကြမ်းနေတာရှိတယ်အဲ့လိုဖြစ်သွားတာလည်းရှိနိုင်ဖြစ်နိုင်ပါတယ်သူယူမားနိုင်တယ်အဲအခုဒီပျောက်ဆုံးတော့နေရများဆိုဇလန်းတွဲလေးရအောင်ပါပါနောက်ပြီးတော့ညီလေးမိုးရံစွန်လဲသူတေချာလေး အားထည့်ပြီးတော့ရိုက်မှာဒီကားလေးကိုသူတိတိချာလေးပြင်ဆင်ထားတယ်။နောက်ပြီးတော့ဒီကြည့်နေကြမှုတဲ့ပုံစံမျိုးလေးအချစ်ကားလေးကိုဘယ်လိုပြောမလဲ။နေပေါင်း20 90အဲ့လိုသွားကြကာလာပြင်းမှာသူဘယ်လိုမျိုးဇလန်းတွေအပိုင်း20လောက်ဘယ်လိုတင်ဆက်သွားမလဲဆိုတော့ဒါအားပေးပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်